ားလုံးပဲမင်္ဂလာပါရှင်။ကျမတို့သတင်းဌာနကနေအော်တိုဘာလ25ရက်နေ့မနက်ခင်းနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ငင်းချန်ရေဦးနှင့်ဘီလင်းမျိုးနယ်တို့တွင်စစ်တပ်စစ်ကြောင်းများကိုဒရုန်းဖြင့်ဘုံ60နီးပါးချဲချတိုက်ခိုက်မှုစစ်သားအများအပြားထိခိုက်သေးဆုံးမှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ မန္တလေးတိုင်းငေးချမ်းမြို့ပေါ်မှထွက်လာသောအကြံဖက်စစ်တပ်စစ်ကြောင်းကိုဒရုန်းဖြင့်ပုံ58လုံးခြေချတိုက်ခိုက်ခဲ့ရာစစ်သားအများပြားထိခိုက်ဒေဆုံးမှုရှိကြောင်းငေးချမ်းခရိုင်အမှတ်1တရင်မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်အော်တိုဘာလ9ရက်နေ့တွင်ငေးချမ်းမြို့ပေါ်မှအင်အား300ခန့်ဖြင့်ညောင်ပင်ရွာဘက်သို့ထွက်လာသောအကြံဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကရွာကြီးရွာမှစတင်ပြီးစစ်ကြောင်းသွားရလမ်းလျှောက်ကို အော်တိုဘာလ22ရက်နေ့အထိဘုံသီး58လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ရှင်းတိုက်ခိုက်မှုအတွင်းအချမ်းဖက်စစ်သားအများအပြားထိခိုက်ဒေဆုံးမှုရှိပြီးအရေအတွက်အထူးချကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းလရှိအချိန်တွင် အကြံဖက်စစ်တပ်စစ်ကြောင်းသည်ရှော်ဖြူကျေးရွာသို့ရောက်ရှိနေကြောင်းသိရပါသည်စစ်ခွေးသေးစင်ကတော့အတိအကျမသိရဘူးဒဏ်ရာရတဲ့စစ်ခွေးတွေဖြူခွေးတွေကိုမြေချန်စစ်ရုံကိုတဲသွားတာတော့တော်တော်များတယ်ပထမဆုံးတွေကညောင်ပင်ရွာမှာအလုံး20လောက်ချလိုက်တာဆိုတော့တော်တော်ထီတယ် ညောင်ပင်ရွာအဝင်မှာချတာမှတော်တော်ထိတာအဲ့ဒီမှာထိတာတွေကိုအိမ်စည်းကသုံးစည်းနဲ့တည်သွားတာအင်းအားကများတယ်ညောင်ပင်ရွာကနေရွာကြီးဘက်လမ်းဆောင်အထိအခုဆိုရင်ညောင်ပင်ရွာရွာကြီးကန်တောင်တာယာကုန်းနဲ့ကုန်းတာအကုန်ကျော်သွားပြီဟုညင်းချန်ခရိုင်အမှတ်တရရမှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ် အဆိုပါတိုက်ခိုက်မှုကိုညင်းချန်ခရိုင်အမှတ်၁တပ်ရင်းညင်းချန်ခရိုင်အမှတ်၈တပ်ရင်းနှစ်ထိုးကြီးမြို့နယ်ပကဖားနယ်ရေစကြိုတပ်ပေါင်းစု drone တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများ drone များဖြင့်ပြန်လည်တိုက်ခိုက်ခဲ့တော်လေတော်လန်ရေးရဲဘော်များအထူးကမ်းရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်ထို့ပြင်သကိုင်းတိုင်းရေဦးမြို့မြောက်ပိုင်းသို့စစ်ကြောင်းထိုးရန်ထွက်လာသောအကြံဖက်စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမြို့နယ်မှသတင်းထုတ်ပြန်ထားပါသည် အော်တိုဘာလ22ရက်နေ့ည9:30မိနစ်ခန့်တွင်ရေဦးမြို့မြောက်ပိုင်းကိုစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုရေဦးမြို့နယ်ရွာသိရွာအနီးအရောက်တွင်ရေဦးမြို့နယ်ပြည်သူ့ကောက်ခွေရေးဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းထိုးတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုအရေအတွက်ကိုတည်ပြုနိုင်ခြင်းမရှိသေးပေတော်လန်ရေးရဲဘော်များအထူးကန့်ရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါသည်အလားတူမွန်ပြည်နယ်ဘီလင်းမြို့နယ်တပြေနီဖရာဟီတာကျောင်းအနောက်ကိုစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုလည်း drone ဖြင့်တိုက်ခိုက်ခဲ့ကြောင်းတပြေညို PDF ကသတင်းထုတ်ပြန်ချပါသည် အော်တိုဘာလ23ရက်နေ့နနက်9:38မိနစ်ခန့်တွင်ဘီလင်းမြို့နယ်တပြင်းနီပရာဟိတကျောင်းအနောက်ကိုစစ်ကြောင်းထုတ်လာသောအင်အား80ကျော်ပါစစ်ကြောင်းကို9805တပ်ခွဲလီတပြင်းညိုတပ်ဖွဲ့ကဒရုန်းဖြင့်ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုအတွင်းအကြံဖက်စစ်တပ်ဘက်မှထိခိုက်မှုရှိတော်လဲအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးပေ။တော်လန်ရေးရဲဘော်များအထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ ပြည်မြို့တွင်နေကျော်ပြီးလူငယ်များပေါ်တာဆွဲဖမ်းဆီးရောင်းစနေသည့်ပြူစောတိရာစာကြီးနှင့်မိုးကျော်ကိုစစ်တပ်ကပြန်လည်ဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ပဲခူးတိုင်းပြည်မြို့တွင်နေကျော်ပြီးလူငယ်များပေါ်တာဆွဲဖမ်းဆီးရောင်းစနေသည့်ပြူစောတိရာစာကြီးနှင့်မိုးကျော်ကိုစစ်တပ်ကပြန်လည်ဖမ်းဆီးခဲ့ကြောင်းဒေတာရင်းသတင်းရှင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။အောက်တိုဘာ23ရက်နေ့ညနေပိုင်းတွင် ပြည်မြို့နဝင်းကွက်တက်ဆက်လေးလမ်းတွင်နေထိုင်သောလူငယ်များပေါ်တာဆွဲဖမ်းဆီးရောင်းစားနေသည့်ပြူစော်တိယာစာကြီးနှင့်မိုးကြော်ကို အမှတ်959အလုတ်ယုံတက်ခွေလျက်ဆက်တရင်မှစစ်သားများကလာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရပါသည်။အဆိုပါပြူစော်တိနှစ်ဦးကိုဖမ်းဆီးသွားပြီးနောက်အမှတ်959လျက်ဆက်နှင့်စက်မှုအင်ဂျင်နီယာအလုတ်ယုံတက်ခွေ959လျက်ဆက်တက်တွင်ဖမ်းဆီးထားပြီးစစ်ဆေးမှုများလုပ်ဆောင်နေကြောင်းသိရပါသည်။ အဲပြူစောတိနှကောင်ကပြည်မြို့မှာနမည်ဆိုးနဲ့ကြော်ကြတဲ့ကောင်တွေပါတွေးတဲ့လူငယ်တိုင်းကိုဖမ်းဆီးပြီးစစ်ခွေးတွေကိုပြန်ရောင်းစားနေတာသူတို့နှစ်ဦးကိုစစ်ခွေးတွေကပြန်ဖမ်းသွားတယ်ဆိုလို့ပြည်သူတွေကကြွမ်းသာနေကြတယ်။နေကျော်ပြီးပေါ်တာဆွဲလို့ဖမ်းတာလို့သိရပေမဲ့ဖမ်းဆီးတဲ့အကြောင်းရင်းအသေးစိတ်ကိုတော့မသိရသေးဘူးဟုဒေတာရင်းသတင်းရေးမြစ်ကပြောဆိုပါတယ်။အလားတူအော်တိုဘာလ15ရက်နေ့ကလည်းပြည်မြို့စင်စုရက်ကွက်ကန်နာလန်ရှိအမှတ်85စစ်သားစုဆောင်ရေးတပ်အနီးတွင်ထိုင်နေသောအယံမီတပ်နှစ်ဦးနှင့်မြို့နယ်ထွေအုပ်ယုံမှဆွေမျိုးတော်ဆက်သူတအူကို ပြည်မြို့959တရင်မှစစ်သားနှင့်ပြူစောတိများကကားပြင်ရောက်ရှိလာပြီးပေါ်တာဆွဲဖမ်းစည်းရာမှာစစ်သားအချင်းချင်းရိုက်နှက်မှုဖြစ်ပွားခဲ့တဲ့ကြောင်းသိရပါတယ်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။